လူများစွာတည်ဆုံးစေခဲ့တဲ့အဆိုးရွားဆုံးအရက်ဆက်ယုံပောက်ကွဲမှု၄ခုပြည်သူများအားလုံးပဲမင်္ဂလာပါ။ဘွာလွားကဒူဂျာဆန်ပြားအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေကြိုဆိုပါရစေ။အရက်ဆက်ယုံတွေမှာဖြစ်ပေါ်တဲ့ပောက်ကွဲမှုတွေဟာမီးလောင်လွယ်တဲ့ဓာတ်ရုပ်ပစ္စည်းတွေလုံခြုံရေးအားနည်းမှုနဲ့စက်ကရိယာချိုးယွင်းမှုတွေကြောင့်ဖြစ်ပေါ်ခဲ့ပါရစေ။ဒီဖြစ်ရပ်တွေဟာလူများစွာတည်ဆုံးစေခဲ့ပြီးဆက်ယုံလုံခြုံရေးရဲ့အရေးပါမှုကိုပြသခဲ့ပါရစေ။ဒီနေ့ဗီဒီယိုမှာတော့အစိုးရသောရက်ဆက်ယုံပောက်ကွဲမှု၄ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ် 1949တက်ဆက်စီးတီးပေါက်ကွဲမှု1949ခုနှစ်အေဘီလ16ရက်မှာမေကန်နိုင်ငံတက်ဆက်စီးတီးမှာရက်ဆက်ယုံတစ်ခုနဲ့ဆက်ဆက်တဲ့ SS ဂန်ကန်တင်မောပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်ဒီတင်မောမှာရက်ထုတ်လို့ရမှာ3နဲ့ ammonia nitrate တန်း2000ကျော်တင်ဆောင်ထားခဲ့ပါတယ်မိလောင်မှုကနေပေါက်ကွဲမှုဖြစ်ပြီးလူ982ဦးသေဆုံးက3500ကျော်ဒဏ်ရာရခဲ့ပါတယ်ပေါက်ကွဲမှုရဲ့အင်အားဟာ TND 1000တန်နဲ့ညီမျှပြီးမျိုးတစ်ခုလုံးနေပါဖျက်ဆီးခဲ့ပါတယ် စက်ရုံတွေအိမ်တွေနဲ့စိတ်ကန်းတွေပြိုကျခဲ့ပြီးရေလိုင်းမြင့်တက်မှုလည်းဖြစ်ပေါ်ခဲ့ပါတယ်။ပောက်ကွဲမှုကကီလိုမီတာ16ကျော်ကွာမှာကြားရတဲ့အထိပြင်းထန်ခဲ့ပါတယ်။လေယာဉ်နှစီးတောင်ပြတ်ကျခဲ့ပြီးအနီးနားကကားတွေမီးလောင်ခဲ့ပါတယ်။နံပါတ်1939ဘော့စတန်မိုလက်စစ်ရေလွှမ်းမှု1939ခုနှစ်ဇန်နဝါရီလ15ရက်မှာအမေရိကန်နိုင်ငံဘော့စတန်မြို့မှာရက်ထုတ်လို့ရေးမိုလက်စစ်တူလောင်ကန်ပောက်ကွဲခဲ့ပါတယ်။ဒီကံမှာမိုလက်စစ်ဂါလန်1.3တန်းကျော်တူလောင်ထားပြီးအရက်ထုတ်လို့ဖို့အသုံးပြုခဲ့ပါတယ်။ ပောက်ကွဲမှုကြောင့်မိုလက်စစ်လိုင်းဟာတနာရီ56ကီလိုမီတာနဲ့လွှမ်းမိုးခဲ့ပါတယ်။လူ22ဦးသေဆုံးပြီး150ကျော်ဒဏ်ရာရခဲ့ပြီးအိမ်တွေလမ်းတွေပျက်စီးခဲ့ပါတယ်။မိုလက်စစ်ရဲ့ကတ်ဆေးမှုကြောင့်လူတွေပိတ်မိပြီးရေနစ်သေဆုံးခဲ့ပါတယ်။တူလောင်ကန်ရဲ့ဖွဲ့စည်းပုံအားနည်းမှုနဲ့အပူချိန်ပြောင်းလဲမှုကပောက်ကွဲမှုကိုဖြစ်စေခဲ့ပါတယ်။ဘော့စတန်မြို့ရဲ့စိတ်ကန်းဧရိယာမှာအဆောက်အုံတွေဖျက်ဆီးခံရပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းခက်ခဲစေခဲ့ပါတယ်။နံပါတ်3 1984ဘိုဘောတာဒူးဆက်ယုံပောက်ကွဲမှု1984ခုနှစ်ဒီဇင်ဘာလရက်နေ့3ရက်က အိန္ဒိယနိုင်ငံဘူပေါ်မြို့မှာအရက်ထုတ်လို့ရမှတုံးတဲ့ Union Carbide ဓာတ်ဆက်ရုံပောက်ကွဲခဲ့ပါတယ်။ဒီဆက်ရုံကနေမိတိုင်း Isocyanate MIC ဓာတ်ငွေယူဆိုင်ပြီးလူ3989ဦးတေဆုံးခဲ့ပါတယ်။ခံမှန်းချေရလူ9သိန်းကျော်ဓာတ်ငွေထိတွေ့ခဲ့ပြီးဒဏ်ရာရသူတောင်းတဲ့ချီရှိခဲ့ပါတယ်။ဒီဓာတ်ငွေဟာအရက်ထုတ်လို့ရမှအသုံးပြုတဲ့အစိတ်တင်ဓာတ်ပစ္စည်းဖြစ်ပြီးတုံးတဲ့မျိုးလုံးတွေကိုပါထိခိုက်စေပါတယ်။ဆက်ရုံရဲ့လုံခြုံရေးစနစ်တွေအားနည်းခဲ့ပြီးပြုပြင်ထိန်းသိမ်းမှုမလုံလောက်ခဲ့ပါဘူး။ပောက်ကွဲမှုကဘူပေါ်မြို့ရဲ့လူသိပ်ထူတဲ့ဧရိယာကိုဖုံးလွှမ်းခဲ့ပြီး ူတွေရုတ်တရက်သေဆုံးခဲ့ပါတယ်။ဒီဖြစ်ရပ်ကရာသီဥတုအေးတဲ့ညမှာဖြစ်ခဲ့တာကြောင့်တန်းငွေကိုပိုပြန့်နှံ့စေခဲ့ပါတယ်။နံပါတ်၄2005တက်ဆက်ရင်းနှီးချက်ဆက်ယုံပောက်ကွဲမှု2005ခုနှစ်မက်ချ်လာ23ရက်မှာမေဂန်နိုင်ငံတက်ဆက်စီးတီးမှာ BB ရင်းနှီးချက်ဆက်ယုံပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ဒီဆက်ယုံကရက်ထုတ်လို့ရမှာ3တဲ့ဓာတုပစ္စည်းတွေချက်လုတဲ့နေရာဖြစ်ပါတယ်။ပောက်ကွဲမှုဟာတန်းငွေယူဆိုင်မှုကြောင့်ဖြစ်ပြီးလူ၅ဦးတေဆုံးက180ကျော်ဒဏ်ရာရခဲ့ပါတယ်။ပောက်ကွဲမှုကဆက်ယုံရဲ့အဓိကဓာတ်ချက်လို့ရဲ့ယူနစ်မှာဖြစ်ပြီးမိလောက်မှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ သက်ယုံရဲ့လုံခြုံရေးစစ်ဆေးမှုအားနည်းခဲ့ပြီးစက်ကရိယာပြုပြင်မှုမလုံလောက်ခဲ့ပါဘူး။ပောက်ကွဲမှုကနီးနားကစောင့်နေပေါ်ဖျက်ဆီးခဲ့ပြီးမိခိုးတွေမျိုးတစ်ခုလုံးကိုဖုံးလွှမ်းခဲ့ပါတယ်။ဒီဖြစ်ရကြောင့် BB ကုမ္ပဏီအားဒဏ်ငွေဒေါ်လာတန်ပေါင်းများစွာပေးဆောင်ခဲ့ရပါတယ်။သုံးတီကြည်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။